အားလုံးပဲမင်္ဂလာပါတင်လေကျူးစွာပါတယ်ကျွန်တော်တို့တွေဒီခဏတော့ Great English Unit 12က Literal Pronounce That and Which အကြောင်းကိုတူတူလေ့လာကြည့်ကြရအောင်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ Channel လေးကနေ Great 11 12နဲ့ပတ်သက်တဲ့များအင်္ဂလိပ်စာသင်ခန်းစာတွေရဲ့တခြားပြပကအင်္ဂလိပ်စာသင်ခန်းစာများကိုပုံမှန်တင်ဆက်ပေးတော့မှာဖြစ်လို့ Channel လေးကို Subscribe လုပ်ရသေးရင်ဥစွာ Subscribe လုပ်ပေးဖို့မြတ်တရရက်ခံပြပါစေဒါဆိုရင် Literal Pronounce အကြောင်းကိုတူတူလေ့လာကြည့်ကြမယ် ကျွန်တော် related pronouns အကြောင်းကိုမပြောခင်မှာကျွန်တော်ဥစွာပြောလိုတာက related clause အကြောင်းပဲ။ Okay, related clause ကိုဘယ်အခါမှာသုံးတာလဲ။အကယ်၍ related pronouns အကြောင်းကိုမပြောဘဲနဲ့ဘာဖြစ်လို့ related clause အကြောင်းကိုပြောဖို့လိုတာပါလဲ။ကျွန်တော်ဒီ example စနေကိုကြည့်ကြရအောင်။ We often go to Bago which or that is only 10 miles from our village. Facebook ထဲကအတိုင်းဆိုရင်ဒီလို sentence မျိုးမှာ which ဖြစ်ဖြစ် that ဖြစ်ဖြစ်နှစ်ခုလုံးကိုကြိုက်ရသုံးလို့ရတယ်လို့ပြောထားတယ်။ တကယ်တမ်းကတိရရူစတိုင်းတိတိကျကျပြောရမယ်ဆိုရင်ဒီလိုစက်တက်မျိုးမှာတက်ကိုလုံးဝသုံးလို့မရဘူးဆိုတာပဲအဲ့တော့ဒီ textbook ထဲကဖြည့်ထားတဲ့အဖြေနဲ့ပတ်သက်ပြီးတော့မှကျောင်းသားတွေကျွန်တော်ကိုမေးကြတဲ့မေးခွန်းတွေရှိတယ်ဥပမာ attend network ကိုနေရာတိုင်းမှာအတူတူသုံးလို့ရသလားဆိုတာရယ်ပြီးတော့ comma တွေကရောအင်တယ်လို့ထည့်လို့ရသလားဆိုတာရယ်ပြီးတော့ comma တွေကိုမထည့်ပဲထားလို့ရလားဆရာအတိတ်ကအတူတူပဲဘာလို့ထည့်တာလဲဆိုတာတွေအဲ့တော့ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီးတော့မှ ကျွန်တော်ဒီ Facebook ထဲမှာဖြည့်ရတဲ့ဖြည့်ကိုကျွန်တော်တဘောမကြလို့ပါအဲမင်းကမဲ Facebook ထဲပို့တော်တယ်လို့ထင်နေလို့လားဆိုတော့အဲ့လိုမဟုတ်ပါဘူး rules အရပဲကျွန်တော်ပြောတာဖြစ်တယ်အဲ့တော့ဒီဒီဗီဒီယိုကိုကြည့်နေတဲ့အထက်မှာကျွန်တော်တို့မျိုးဆရာဆရာမလို့ဖော်ကမ်ပိတ်တွေပါတယ်ဆိုရင် teacher guide တွေကအဖြေတွေအားလုံးအရောမှန်သလားဆိုတော့ဒီမန်မန်သလားဆိုတဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အတူဆွေးနွေးစီနေတယ်ကျွန်တော်ကတော့ဒီ teacher guide တွေမှာဖြည့်ထားတဲ့အဖြေတွေကိုသဘောမကျဘူးဘာကြောင့်မို့သဘောမကျရလဲဆိုတော့လည်းကျွန်တော်ခိုင်ခိုင်မဲမဲမှာ remember fee ရဲ့ english grammar and use ထဲကလေကျွန်တော်ကောက်လို့ပြောမှပြောခြင်းတယ်ပြီးရင် theoretical class တောင်းရလဲကျွန်တော် crown english academy whatsapp ကနေကျွန်တော်ယူထားရဖြစ်တယ်အဲ့တော့ that ကိုဘယ်လိုနာရဲမှာလုံးဝအသုံးလုံးမရတာလဲ comma တွေကရောဘယ်လိုမထည့်ပဲထားလို့ရသလားထည့်ကျင်တယ်လို့ထည့်လို့ရလားဆိုတာတွေကိုကျွန်တော်အတူတူဆက်လက်ပြီးတော့မှဆင်းရဲသွားပေးပါဦး okay ဒါဆိုရင် related class တောင်းကိုအတူတူလေ့လာကြည့်ကြအောင်ဆိုအဲ့တော့ related class ကိုတဲ့အသုံးပြုပါတယ် to identify a noun noun တစ်ခုကိုသတ်မှတ်ပေးဖို့ ဘာမြည်သူမြွာဖြစ်တယ်ပစ္စည်းစဉ်ဘာပစ္စည်းညာပစ္စည်းဖြစ်တယ်ဆိုတော့တတ်မှတ်ပေးဖို့တုံးတယ်တဲ့ to give extra information about a noun နာမ်တစ်ခုရဲ့အကြောင်းကို extra information ပေးဖို့တုံးတယ်နောက်တစ်ခုက to modify the noun နောင်းကိုတတ်မှတ်ပေးဖို့တုံးတယ်တဲ့ it comes after the noun they modify the related clause က to modify လုပ်ပေးတဲ့နောင်းရဲ့အနက်ကနေကတ်ပြီးတော့မှလိုက်ပါတယ်တဲ့အဲ့တော့ဒီ clause အကြောင်းကိုနားလည်မှတာ that ကိုဘလို့လုံးဝသုံးလို့မရဘူးလဲဆိုတာကိုနားလည်မှကြောင်းမို့ စစ်ပြီးတော့မှကြည့်ပြပါဦးခင်ဗျာအဲ့တော့ဒီသင်ခန်းစာမှာတော့ကျွန်တော်တို့ two times so related clauses တောင်းကိုလေ့လာကြမယ်အဲ့ဒါကတော့ finding related clauses နဲ့ non defining related clauses အဲ့တော့ဒီ related clauses နဲ့ပတ်သက်ပြီးတော့မှအစ်တုံးဝင်လေ့လာခြင်းနဲ့ဆိုရင် great trade သင်ခန်းစာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တင်ထားပြသားဗီဒီယိုတစ်ပုဒ်ရှိပါတယ်အဲ့ဒီဗီဒီယိုလေးကိုလေ့လာခြင်းနဲ့ဆိုရင်တော့ညဘက်တော့မှပေါ်လာတဲ့ဗီဒီယို link လေးကိုနှိပ်ပြလိုက်ပါဟုတ်ကဲ့အခုကတော့ကျွန်တော် defining related clauses တောင်းကိုသွားကြမယ်အချိန်လေးအများကြီးမြူချင်တာဖြစ်တဲ့အတွက်ကျွန်တော်ခက်တက်တုတ်ကလေးပြောတာကိုသိခံပေးပါအဲ့တော့ defining related clauses ဆိုတာဘာပါလဲ finding related clauses ဆိုတာ identify a noun more clearly noun ကိုတဲ့ noun ကိုပို့ပြီးတော့မှရှင်းလင်းသွားအောင်သူကသတ်မှတ်ပေးတာတဲ့မြစ်တီမီဝါဘာပစ္စည်းညပစ္စည်းဖြစ်တယ်ဆိုတာသတ်မှတ်ပေးတာဖြစ်တယ် make it clear which person or thing we are talking about ကျွန်တော်တို့ပြောနေတဲ့လူအကြောင်းတော့မဟုတ်ပစ္စည်းအကြောင်းကိုတဲ့ပို့ပြီးတော့မှရှင်းလင်းသွားစီရဲတဲ့ we don't use any commas in this clause ဒီလို clause မျိုးမှဆိုရင်ကျွန်တော်တို့လုံးဝခေါ်မှာမတုံးဘူးတဲ့ဗျာကျွန်တော်ဒီမှာ rules တစ်ခုပေါ်ပါလာတယ်ပေါ့နော်အဲ့တော့ တို့ဒီ example လေးကိုကြည့်ရအောင် the menace my brother အကဲကြီးကျွန်တော်တို့ဒီအနောက်ကစနစ်နံမပါဘူးဆိုရင်ကြည့်ကြရအောင်ဗျာ the menace my brother အဲ့လူကငါ့ကိုပဲဘယ်လူလဲဟိုမှာနေရောက်သုံးအရှင်ရှိမယ်လင်းငါရှင်ရှိမယ်ဘယ်လူကငါ့ကိုလဲကျွန်တော်တို့မသိအောင်အဲ့ဒါကိုကျွန်တော်တို့ကဘယ်လိုရေးလို့ရလဲဆိုရင် the man who is sitting is my brother ထိုင်နေတဲ့သူကကျွန်တော်ကိုဒါဒီကိုဘီသူမျိုးမှမသိတဲ့ the man ဆိုတာကိုပို့ပြီးတော့မှ clearly တိတိကျကျဖြစ်သွားအောင် who is sitting လို့ခေါ်တဲ့ the related clause က သူက undefined လို့ပြလိုက်တာအဲ့ဒါကိုကျွန်တော်တို့က defining related clause လို့ပြောတာသူ့ကိုရေးရင်ကျွန်တော်တို့ကခေါ်မှာခံပြီးတော့မှရေးလို့မရဘူးဒီ rules ကိုသိရမယ်ကိုမသိတဲ့နောက်တစ်ခုကိုတိတိကျကျတိတိကျကျသိသွားအောင်လို့ဒီ related clause နဲ့ရေးပြတာမျိုးဆိုရင် defining related clause လို့ပြောတယ်သူ့ကိုကျွန်တော်တို့ကခေါ်မှာခံပြီးတော့မှမရေးရပါဘူး okay holiday pronounce မှာကျွန်တော်တို့ဒီ who တို့ whom တို့ whose တို့ကတော့ကျွန်တော်အရင်သင်ခန်းစာမှာသင်ခဲ့ပြီဒီမှာကတော့ that network ကြောင့်တောင်းပါတယ်မို့ that network နဲ့ပဲပြောပြစီ which ကတော့တဲ့ subject တွေရောတွန်းလို့ရတယ် object တွေရောတွန်းလို့ရတယ်သူကတော့ threads ဟန်နဲ့ပစ္စည်းတွေတွေတွန်းတာတဲ့ which okay which often replaced by that in spoken language အပြောမှာတော့ which ကို that နဲ့အစားထိုးပြီးတော့မှပြောလို့ပြောကြတယ်တဲ့အဲ့တော့ဒီ related pronounce မှာကတော့ sorry the defining related clause မှာကတော့ that တုံးတုံး which တုံးတုံးမှန်တယ်ဆိုတာပဲဒီ ठी အဆင်ပြေနေတယ်တခုဆင်မပြေတာက comma လုံးဝသုံးလို့မရဘူးဆိုတာပဲ example လေးတွေကိုကြည့်ရအောင် it's a book which or that will interest you ဒီ example မှာကျွန်တော်တို့ကြည့်ရအောင်များကျွန်တော် highlight လုပ်ထားတဲ့ဟာကြီးကိုမပါဘူးဆိုရင် it's a book အဲ့ဒါစာအုပ်တော့ပဲဘာစာအုပ်လဲကျွန်တော်တို့မသိအောင် ဲ့တော့ဒီအနောက်ကပါလာတဲ့ which or that will interest you မင်းကိုစိတ်ဝင်စားစေမဲ့စာအုပ်ကဒီစာအုပ်ပဲလို့ပြောလိုက်တာဒီပို့ပြီးတော့မှကိုမသိတဲ့နန်တစ်ခုကိုတိတွောင်းအောင်လို့မိသူမျိုးဝဖြစ်တယ်စာအုပ်တော့ဟာဘာစာအုပ်ဖြစ်တယ်ဆိုတာကိုပြောလိုက်တာအဲ့ဒါကို defining related clause လို့ပြောတယ်ဒီလို sentence မျိုးကိုကျွန်တော်တို့ကခေါ်မှာမြည်ရအောင်အောက်က example လေးဒီတိုင်းပဲ the car which or that he bought was expensive ဒီနေရာမှာကျွန်တော် highlight လုပ်ထားတဲ့ related clause ကိုပယ်ထားလိုက်ပြ the car was expensive ကားကဈေးကြီးတယ်ဘယ်ကားလဲ ် we don't know ကျွန်တော်တို့မသိဘူးဘယ်ကားဆိုတာတိတိကျကျသိသွားအောင်လို့ which or that he ပေါ့သူဝယ်ခဲ့တဲ့ကားဒါမှကျွန်တော်တို့ကတကားဆိုတာဘာကားလဲဆိုသူဝယ်ခဲ့တဲ့ကားလို့ကျွန်တော်တို့ကတိတိကျကျဖြစ်သွားအောင် clearly ဖြစ်သွားအောင် undefined လို့ပြလိုက်တာအဲ့ဒါကို defining related clause ခေါ်မှာမေးရအောင် which 33 that 33ရတယ်နောက်တစ်ခု the factory that which was that or which was bad 20 years ago closed down last week ဒီကျွန်တော်တို့ highlight လုပ်ထားတဲ့အရေးကိုပယ်ထားလိုက်ပြ the factory closed down last week စိတ်ယုံကို စေယုံဒီလွန်ခဲ့တဲ့ဘက်ကပြီးလိုက်တယ်ဘယ်စေယုံလဲကျွန်တော်တို့မသိအောင်တိသွားအောင်လို့ကျွန်တော်အနောက်ကနေ that or which was bad 20 years ago လွန်ခဲ့တဲ့နှစ်ပေါင်း20ကတိဆောက်ခဲ့တော့စေယုံဒါမှကျွန်တော်တို့တိတိကျကျတိသွားတာဒါကို defining related clause လို့ပြောတယ်ခေါ်မှမြည်ရအောင်တက်တုံးတုံးဝင်းချ်တုံးတုံးရတယ်နောက်တစ်ခု the picture that or which is were 2 million years has been stolen highlight လောက်ထားတာကိုဖယ်ကြည့်လိုက်မယ် the picture has been stolen ပုံဟာ ခုယူခြင်းခံလိုက်ရတယ်ဘယ်ပုံလဲကျွန်တော်တို့မသိဘူးတိသွားအောင်လို့သူကတိတိချာချာကိုအနောက်ကနေ that or winches were 2 million jets နှစ်တန်းတန်တဲ့ဒီပုံဟာခုခံလိုက်ရတယ်လို့ပြောတာအဲ့တော့ဒီ the picture ဆိုတာကိုရှင်းရှင်းလင်းတိသွားအောင်လို့ any define လုပ်ပေးလို့ defining related clause လို့ပြောတယ်ခေါ်မှာမြည်ရအောင် then and which နဲ့ဆက်လို့ရတယ်နောက်တစ်ခုက I found a shop that or which sold the old records. Old records ဆိုတာတပြားဟောင်းနေပြတာ။တပြားဟောင်းတွေရောင်းချတဲ့ဆိုင်ကိုကျွန်တော်တို့တွေ့ခဲ့တယ်။ highlight လုပ်ထားတဲ့ဟာကိုပယ်ကြည့်လိုက်မယ်။ကျွန်တော်တို့အနောက်ကကျွန်တော်ဒီမှာ highlight မလုပ်ထားမိတာ။ဒီတရားလေးလောက်အောင်ပါ။ I found a shop ငါဆန်တဆိုင်တွေ့ခဲ့တယ်ဆိုတော့ဘယ်ဆိုင်လဲကျွန်တော်တို့မသိဘူးဗျာ။အဲ့တော့ speaker ပြောနေတဲ့ဆိုင်ကဘာဆိုင်မှာဆိုတာကို तू က that or which sold old records. တပြားဟောင်းတွေရောင်းတဲ့ဆိုင်တဆိုင်ကိုငါတွေ့ခဲ့တယ်။ဒါဒီ a shop ဆိုတာကိုပို့ပြီးမှရှင်းလင်းသွားအောင်ပြုတ်ပေးလို့သူ့ကို definite related clause လို့ပြောတယ်။သက်33 wish 33ရတယ်။ခေါ်မှာမြေးရအောင် ဆိုတာပဲ။ ဲ့တော့ဒီမှာတခုပြောဖို့ကြံနေတဲ့ကလည်း object pronoun ဆိုရင် the witch no that တို့ကိုဖြုတ်ထားလို့ရတယ်တို့တော့ဒီမှာကဖြုတ်မဲ့သင်ခန်းစာမဟုတ်ဘူးထည့်ရမဲ့သင်ခန်းစာ the car he bought was expensive ဆိုရင်လည်းရတယ် object ဆိုရင်ကျွန်တော်တို့ဖြုတ်လို့ရတယ် i found a shop so overcost ဆိုရင်လည်းရတယ်ဒါမှဖြုတ်လို့ရတယ် non definite related clause မှာလုံးဝထုတ်လို့မရဘူးဆိုတော့သိထားမယ်အဲ့တော့ definite related clause ကအရှိက speaker ပြောချင်တဲ့ noun တော့မဟုတ်လူကဘယ်သူဖြစ်တယ် noun ကလည်းဘာဖြစ်တယ်ဆိုတော့တိတိကျကျပြန်ပြီးတော့မှ identify လို့ပေးလို့ definite related clause သူ့ကို comma မရဘူး which necessary ဒါနဲ့ဆက်ဆက်ရတယ်လို့ပြောပြစီအဲ့တော့အဓိကကြတာကဒီမှာ comma လုံးဝမေးရအောင်ဆိုတာပဲဒါကလုံးဝ rules ဖြစ်တယ်ကျွန်တော်ကတမန်ခံရှာကရှောက်ပြီးတော့မှပြောနေလဲမဟုတ်ဘူးပြီးရင်ကျွန်တော်ဒီ grammar ရဲ့ English grammar ရဲ့ use တွေကနေကျွန်တော်ထုတ်ပြပါမယ်။ Okay စစ်ကြည့်ကြအောင်ဆိုဗျာ။နောက်တစ်ခုက non defining related clause ။ non defining related clause ဒီ give us more information about a noun ။မသိတဲ့ noun ကိုဘာဖြစ်တယ်ဘယ်သူဘဝဖြစ်တယ်ဆိုတော့တတ်မှတ်တာမဟုတ်ဘူးသူကကိုတိပြီးသား noun ကို information ထပ်ထည့်ပြီးတော့မှပေးပြတာတဲ့ non defining related clauses do not define or identify the noun non defining related clauses တွေက noun တစ်ခုကိုအတိပဲတတ်မှတ်တာမဟုတ်ဘူးမြေတူမြေဝဆိုပြီးတော့မှတတ်မှတ်ရတာလည်းမဟုတ်ဘူးတဲ့ we use commas rewriting non-defining related clauses non-defining related clauses တွေကိုရေးမှာပဲကျွန်တော်တို့ comma သုံးရတာဖြစ်တယ် and non-defining related clauses we can never omit the related pronouns related pronoun တွေကိုဘယ်တော့မှခြံထားလို့မရဘူးခုနကတုန်းကကျွန်တော်တို့ object ဆိုရင်ခြံထားခဲ့လို့ရတယ်ဒီမှာကလုံးဝခြံထားလို့မရဘူးအဓိကအရေးကြီးတာကဒီမှာကျွန်တော်တို့ဆွေးနွေးကြတဲ့အချက်က winch is never replaced by that winch ကို that နဲ့လုံးဝစားထုတ်လို့မရဘူးတနည်းဖြင့်ပြောရမယ်ဆိုရင်ဒီလို non defining related clauses မှာ that ကိုလုံးဝသုံးလို့မရဘူးဆိုတာပဲ example လေးတွေကြည့်ကြမယ် when visiting napoli winch is one of the most beautiful beaches in myanmar ။ Okay ကျွန်တော် highlight လောက်ထားတော့ကိုပယ်ကြည့်လိုက်။ We visited Ngapalli ငါတို့ Ngapalli ကိုလည်းပတ်ခဲ့တာ။တိတယ်လေ Ngapalli ကျွန်တော်တို့ speaker ပြောနေတာ Ngapalli ကျွန်တော်တို့သိတာပေါ့။ဘာမှနောက်ထပ် identify လုပ်ဆရာမလို့။အနောက်က Winches is one of the most beautiful beaches in Myanmar ဆိုတာညမာပြည်ကအလားပါဆုံးကမ်းခြေတွေကတစ်ခုဖြစ်တော့ကို။ဒါဒီ Ngapalli ဆိုတာကိုသိပြီးသားသူတို့ညာလဲပို့ပြီးတော့မှ information ပေးရင်တော့ထည့်ထားတာ။ဒီလိုဟာမျိုးကို non defining related clause လို့ပြောတယ်။သူ့ကိုခေါ်မှရရတယ်။ဒီမှာလုံးဝသက်သုံးလို့မရဘူး။ Winch မဲ့သုံးကိုသုံးရမယ်ဗျာ။ နောက်တစ်ခု the nine comma which is the longest river in the world runs through several countries ဒီနေ့မှာကျွန်တော် highlight လုပ်ထားတာကိုပယ်ကြည့်လိုက် the nine runs through several countries နိုင်မြစ်ဒီနိုင်ငံပေါင်းများစွာကိုဖြတ်တန်းသွားသည်ဖြတ်တန်းစီးဆင်းသွားသည်အဲ့ဒီပဲတိနေပြီကျွန်တော်တို့နိုင်မြစ်ဆိုတာလဲဘာဆိုတာကျွန်တော်တို့သိနေပြီတို့တော့ညာလဲအနောက်က which is the longest river in the world ဆိုတာကနိုင်မြစ်ရဲ့အကြောင်းကို information ထပ်ပြီးတော့မှပေးထားတာဒါကိုကျွန်တော်တို့က non definite related clause လို့ပြောတယ် that လုံးဝမသုံးအောင်ခေါ်မှာတခိုင်ပြီးတော့မှရေးရတယ်နောက်တစ်ခု polar bears ဖိုလာဝဝင်နေ live in the attic highlight လွှဲဖဲကြည့်လိုက်မယ်ဗျာဒါအတိတ်ကိုပြည်စုံနေပြီဖိုလာ best day ကတဲ့ attic မှာနေတယ် okay အဲ့တော့ကျွန်တော်တို့ကဒီ winds weight up to 720 kg ဆိုတာက polar bear ရဲ့အကြောင်းကို information ထပ်ထည့်ထားတာ polar bear ဆိုတာကိုဘာပါဆိုတာထပ်ပြီးတော့မှ identify လုပ်ဆရာမလို့ဘူးဒါကို non definability clause comma ခံရမယ် low one that သုံးလို့မျိုး wish မယ်သုံးရမယ် we often visit air lake which is very good for walking exercises ဒီမှာလည်းဒီတိုင်းပဲ we often visit air lake အင်းအကန်ကိုကျွန်တော်တို့မကြာခဏသွားလည်ပတ်ကြတယ်ဒါအတိတ်ပဲပြည်စုံနေပြီအင်းအကန်ဆိုတာဘာပါဆိုတော့ကျွန်တော်တို့တည်ပြီးသားတည်ပြီးသားအကြောင်းအရာကိုပိုပြီးတော့ information ထပ်ပေးခြင်းလို့ which is very good for working exercise လို့ရေးထားတာဒါကို non defining related clause ခေါ်မှခံမှရေးရတယ်ဘက်လုံးကမတွန်းအောင် okay အဲ့တော့ textbook ထဲမှာပေးထားတဲ့ example ကိုကျွန်တော်တို့ကြည့်ကြမယ် i don't like stories so which have sad ending နော်တဲ့ဇာတ်လမ်းတွေကိုမကြိုက်ဘူး okay သူကဘာဇာတ်လမ်းတွေကိုမကြိုက်တာလဲကျွန်တော်တို့မသိအောင်နော်ဒါမှမဟုတ် ်သူကဒီ story အားလုံးကိုမကြိုက်တာလားနော်အဲ့တော့ तू အနောက်ကနေဘာလို့ထားလဲဆိုတော့ that or winch have set ending နော်ဇက်သိမ့်မိတ်မလာတဲ့ဇက်သိမ့်မိတ်မှာ190ကောင်းတဲ့ဇက်သိမ့်နေရှိတဲ့ဇာတ်တန်းတွေကိုမကြိုက်ဘူးလို့ဆိုတာဒီ तू က information ထပ်ပေးတာလားနော် information ထပ်ပေးတာဆိုရင်ကျွန်တော်တို့ကလုံးဝ that ကိုသုံးလို့မရဘူးအဲ့တော့ကျွန်တော်တို့က stories ကို identify လုပ်ချင်တာဆိုရင်တော့ကျွန်တော်တို့ကခေါ်မှာမသုံးရဘူးအဲ့တော့ဒီမှာနည်းနည်းမကန့်ညီဘူးပေါ့နော် text ပထမပေးထားတာဟုတ်တယ် that or when just refer to the story then that when ဟာ story ကိုကိုစားပြုတာ story ကိုညွှန်းညင်တာအဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီ story ဆိုတာ best story လက်ကျွန်တော်တို့မသိတဲ့အတွက်သူကတိတိချာချာကိုဒီ bad story တွေပါဆိုပြီးတော့မှသူကတိတိချာချာတတ်မှတ်ပေးတာဖြစ်လို့သူ့ကို defining related clause လို့ပြောလို့ရတယ် defining related clause လို့ပြောရင်ကျွန်တော်တို့ကလုံးဝခေါ်မှာမသုံးရဘူး that တုံးတုံး which တုံးတုံးရတယ်အကြိဒါကိုကျွန်တော်တို့က information ထပ်ပေးတာပါလို့ယူဆတယ်ဆိုရင်ဒါမှကျွန်တော်တို့ that လုံးဝမသုံးရအောင်ဖြစ်တယ် โอเคနောက်တစ်ခုကြည့်ကြအောင်ဆို Nanda was for a company အဲ့တော့ which made shoe စစ်စစ်နဲ့ကိုကြည့်ကြအောင် Nanda ဟာ company တစ်ခုတည်းအလုပ်လုပ်တယ်ဒါ back company လည်းကျွန်တော်တို့မသိဘူးဗျာ speaker ပြောခြင်းနဲ့ company ကိုကျွန်တော်တို့မသိဘူးမသိတော့သူအနောက်မှာ define လုပ်ပေးတာ that or which made shoes ရှုပ်နှက်တွေထုတ်လုပ်တဲ့ company တွေသူလုပ်လုပ်ပေးတာအဲ့တော့အနောက်က that or which clauses ဒီဘာ company ပါဆိုတာကို undefined လို့ပြောတာကြောင့်မို့ defining related clause လို့ပြောတာသူ့ကိုကျွန်တော်တို့က that or the which တုံးရတယ်လုံးဝ comma မတုံးရဘူး အဲ့တော့ defining volatility clause မှာကခေါ်မှာမသုံးရဘူး debt သုံးသုံး wish သုံးသုံးရတယ် non defining volatility clause မှာကခေါ်မှာသုံးရမယ် debt လုံးဝမသုံးရဘူးအဲ့တော့ဒီမှာရှင်းပြထားရတဲ့အကုန်လုံးဒီ defining volatility clauses တွေဖြစ်တယ်အဲ့တော့ဒီမှာဒီကျွန်တော်တို့ကခေါ်မှာလုံးဝမသုံးအောင်ဆိုတာလေးကိုသိထားရမယ်ဒါဆိုတော့အလုံးစင်တင်လိုက်မယ်လို့ထင်တယ်ဒါဆိုရင်ကျွန်တော်တို့ defining volatility clause ကိုပြောချင်တဲ့နောင်းကဘာနောင်းဖြစ်တယ်ဆိုတော့အတိအကျသိအောင်လို့ပြန်လည်ပြီးတော့မှ define လုပ်ပေးတာဆိုရင် defining volatility clause သူ့ကိုကျွန်တော်တို့ကခေါ်မှာမသုံးရဘူး ဝက်ရှ်နဲ့ဆက်ဆက်ဒက်နဲ့ဆက်ဆက်ရတယ်။အကယ်၍မြတ်ကိုတိပြီးသားနန်တစ်ခုရဲ့အကြောင်းကိုပို့ပြီးတော့မှ information ထပ်ပေးတာမျိုးဆိုရင်တော့ခေါ်မှသုံးရမယ်ဒက်လုံးဝမသုံးရဘူး။ Okay ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဒီ English grammar ရဲ့ use တွေအလေးကိုထုတ်ပြအောင်မယ်။ဥပမာဒီမှာကြည့်လိုက်ပါ related clauses for information clauses extra information clauses Okay ကျွန်တော်ဒါလေးကိုလည်အောင်မယ်။ Okay are two types of related clause related clause နဲ့မျိုးရှိရတဲ့ in the is the the related clauses are underlined ဒီအောက်မှာပေးထားတဲ့ example ထဲမှာတဲ့ related clauses တွေကိုမြင်သာထားပေးတယ်တဲ့ဒီမှာတော့ type 1 type 2လို့ရေးထားတာတစ်ဖက်ကကတော့ defining related clause တစ်ဖက်ကကတော့ non defining related clause သူကတော့အခြေခံကြောင့်မို့ဒီ name တွေမပေးထားပေမဲ့ကျွန်တော်တို့ကသိရမယ်ဒီမှာကြည့်အောင် the woman who lives next door to me is doctor ဒီနေရာမှာရေးထားလို့သတိထားမယ် who lives next door to me comma လုံးဝမမြည်ဘူး the woman ဒီမှာကြည့်နေမယ်ဗျာ the woman is a doctor မိမကြီးကဆရာဝန်တယောက်ဘယ်ဘယ်မိမလဲကျွန်တော်တို့မသိအောင်တိတိကျကျတိတိကျကျတိသွားအောင်လို့အဲ့ဒီနောင်းကိုပြန်ပြီးတော့ modify လုပ်ပေးတာ who lives next to me define လုပ်ပေးတာဒါကိုကျွန်တော်တို့က defining related clause လို့ပြောတယ်လုံးဝခေါ်မှာမြင်ရအောင်နောက်တစ်ခု grace was fire company the mess furniture grace the ပြည်ပကနေထုတ်လုပ်တော့ company တွေလုတ်လုပ်ဒီဒီမှာ a company လို့ရေးထားတယ်။ company ကဘာ company လဲမသိအောင် company ဆိုတာတိတိကျကျတိသွားအောင်လို့ကျွန်တော်တို့က may that makes furniture ဆိုတဲ့ related clause က define လုပ်ပေးတာဒါကြောင့်မို့သူ့ကို defining related clause လို့ပြောတယ် that သုံးထားတယ် that ကအတုံးများတာကြောင့်မို့ဒီမှာသူ that ပဲသုံးထားတာ what should not သုံးထားဘူးအဲ့တော့သူ့ကို comma ခံပြီးတော့မှကျွန်တော်ရေးလို့မရဘူးနောက်တစ်ခု we stay at the hotel that you recommended ကျွန်တော်တို့ဒီ may ညွှန်ပေးလိုက်တဲ့ hotel မှာတိုက်ခုခဲ့ဒီဒီဟာကကျွန်တော်တို့က object ကြောင့်မို့ a hotel ဆိုတာဒီ may recommend လုပ်ပေးလိုက်တဲ့ hotel ဆိုတော့ object ကြောင့်မို့ that ကိုကွန်ခံထားတာဒီ that ကမထည့်လဲရတယ်လို့ပြောထားတာကျွန်တော်ဒါအရင် slide မှာပြောခဲ့ပြီအဲ့တော့ဒီမှာလုံးဝ ခေါ်မှာမတော့အောင်ဆိုတာတည်ထားမယ် in these example ဒီ example တွေမှာတဲ့ derivative clauses ထဲယူ derivative clauses တွေကမင်းကိုပြောတယ်တဲ့ which person or thing value ဖြစ်တယ်ဘယ်ပစ္စည်းဖြစ်တယ်ဆိုတာကိုပြောတယ်ဒါမှမဟုတ် what kind of person or thing ဘယ်လိုလူမျိုးဖြစ်တယ်ဘယ်လိုပစ္စည်းအရာမျိုးဖြစ်တယ်ဆိုတာကိုပြောတယ်တဲ့ the speaker means ပြောသူဆိုလိုချင်တဲ့အရာဒီဘာဘယ်သူဖြစ်ပါတယ်ဒါမှမဟုတ်ဘယ်လိုလူမျိုးဖြစ်ပါတယ်ဘယ်လိုပစ္စည်းမျိုးဖြစ်ပါတယ်ဆိုတော့အတိအကျသူကပြန်မ define လုပ်ပေးတာတဲ့သူ့ကို define relative clause လို့ပြောတာ the woman who lives next door to me ဒီ red clause ကပေါ့နော်ငါတို့ဘေးနားမှာကက်လျက်နေတဲ့မိန်းမကြီးဒီ which woman ဘယ်မိန်းမကြီးဖြစ်တယ်ဆိုတာကိုပြောတယ် a company that makes furniture ဆိုတာက what kind of company ဘယ်လို company မလဲဆိုတာကိုပို့ရမှာ define လုပ်ပေးတယ် the hotel that you recommended ဆိုတဲ့ phrase ဒီဒီဟာဒီ clause ဒီဘယ် hotel လဲဆိုတာကိုကျွန်တော်တို့ကိုပြောတယ်အဲ့တော့ဒီမှာဒီမှာ treat ထားမယ် we do not use comma comma မသုံးဘူး when the clauses the clauses နဲ့ရင်လုံးဝခွန်မှာမတော့ဘူး we know a lot of people who live in london လန်ဒန်မှာနေတော့သူများလူများကိုကျွန်တော်သိတယ်ဒီမှာခေါ်မှာလုံးဝမတော့ဘူးဆိုတာပဲတစ်ဖက်ကကြည့်ကြအောင် land defining related clause my brother ben is an architect ဒီနေရာမှာကြည့်လိုက်ပြ my brother ben လို့ပြောထားတာတိနေပြီမို့လားဘာတူလဲသူ့ရဲ့အကူ ben ဘာတူပါဆိုတော့နောက်ထောက်ကင်းမှာ modify define လုပ်ဆရာမလို့ my brother ben is an architect ကျွန်တော်အကူ ben ကဘီတူကတယောက်ပဲ ဲ့တော့ကျွန်တော်တို့ကအနောက်မှာရေးထားတဲ့ who lives in hong kong ဆိုတာဒီ hong kong မှာနေသောဆိုတာဒီ my brother ဘယ်ရင်အကြောင်းကို extra information ပေးထားတာသူ့ကိုကျွန်တော်တို့ကခေါ်မှခံပြီးတော့မှရေးရတယ် okay နောက်တစ်ခု anna told me about her new job anna ကသူ့ရဲ့အလုပ်တဲ့အကြောင်းပြောတယ်အာဒါဆိုရင်ပြည်သူနေပြီဗျသူ့ရဲ့အလုပ်တဲ့အကြောင်းကိုပြောတာအဲ့တော့အနောက်က when she's enjoying a lot သူအရင်ဒီ state နဲ့တက်တက်သူအရင်နှစ်တက်နေတဲ့သူ့ရဲ့အလုပ်တဲ့အကြောင်းကိုပြောတယ်ဆိုတာဒီ when she's enjoying a lot ဆိုတာဒီ a job အကြောင်းကို need new job အကြောင်းကို extra information ပေးထားတာဒီမှာလုံးဝတက်မတုံးဘူးခေါ်မှာပဲခံတယ်ဗျာ we stay at the park hotel which a friends or ours recommended ကျွန်တော်တို့ park hotel မှာတဲခဲ့တယ်ဒီဟာဒီကျွန်တော်တငယ်ချင်းက recommend လုပ်ပေးခဲ့တယ်အဲ့တော့ဒီမှာလဲ park hotel ဆိုရယ်တိနေပြီဗျာကျွန်တော်တို့က park hotel ဆိုတာတိနေပြီနောက်ထပ်ဘာ hotel ဖြစ်တယ်ဆိုတာဆိုတာကို modify လုပ်ဆရာ define လုပ်ဆရာမလို့သူကတငယ်ချင်းညွှန်ပေးခဲ့တာဆိုတာဒီ extra information ပေးထားတာကြောင့်မို့ which မဲ့တုံးတယ်လုံးဝတက်မတုံးဘူး and this isn't bad ဒီနမူနာတွေမှာဆိုရင်ね the related clauses do not tell you related clauses တွေကမျက်ကိုမပြော which person or thing the speaker means ပြောသူဆိုလိုချင်တဲ့အရာဒီဘယ်သူဖြစ်ပါတယ်ဘယ်အရာဖြစ်ပါတယ်ဆိုတော့ပြောတာမဟုတ်ဘူးတဲ့ we already know which thing or person is meant ဘယ်သူကိုပြောတာဘယ်ပစ္စည်းကိုပြောတာပါဆိုတော့ကျွန်တော်တို့သိပြီးသားပဲဒီမှာ my brother ben လို့ပြောတာနေသူ့ brother သူ့အကို ben လို့ပြောတာသိပြီးသား and i ရဲ့အလုပ်တက်ဆိုတော့ကျွန်တော်တို့သိပြီးသားဒီမှာလည်း phat hotel မှာတိုင်းနေတယ်ဆိုတော့ကျွန်တော်တို့သိပြီးသားသိပြီးသားတော့ extra information ပေးတာတဲ့ သူ့ကို define လုပ်ပေးတာမဟုတ်ဘူးတဲ့ derivative clauses in this sentence give us extra information about the passing of the derivative clauses တမှာရေးထားတဲ့ derivative clauses တွေကတဲ့ကျွန်တော်တို့ extra information ကိုပေးတာပါတဲ့ we use comma ကျွန်တော်တို့ comma သုံးတယ် when the clauses the clauses in essence ကျွန်တော်တို့ comma သုံးရတယ်မိုင် brother ben comma who lives in hong kong comma is an architect လို့ရေးရတာ def က define လုပ်တဲ့ related clauses တွေမှာဆိုရင်ကျွန်တော်တို့က comma လုံးဝမသုံးရဘူးဆိုတာပဲ okay ဒါဆိုရင်ဒီအရာလေးကို secret sheet ယူထားပြီးတော့မှအားရတဲ့အချိန်မှာပြန်မလေ့လာစီခြင်းနဲ့ နောက်တစ်ရွေ့ရှိတဲ့သွားကြအောင်ဆိုဗျာအဲ့တော့ဒီမှာကြည့်အောင် in both types of related clause we use who for people and which for thing ဒီနှမျိုးလုံးမှာဒီလို related clause နှမျိုးလုံးမှာလူအတွက်ကို who ကိုသုံးပြီးတော့မှပစ္စည်းအတွက် which ကိုသုံးပါတယ်တဲ့ but တို့တော်ညာလဲကြည့်ကြအောင်ဆိုဒီအပေါ်ကပဲကြည့်မယ်အောက်ကကြည့်စမ်းမလို့ okay you can use that ဒီလို defining related clause မှာ that ကိုသုံးရတယ်ဒီမှာအတိအကျပါပြီဗျာ you cannot use that mean that ကိုလုံးဝသုံးလို့မရဘူး Do you know anyone who or does speak French and Italian? အဲ့တော့ဒီမှာ who ကိုထားလိုက်တော့ကျွန်တော်တို့ဒီဟာပဲကြည့်အောင် Grace was five company which or them makes furniture ဒီမှာအဆင်ပြေတယ်ဒါပေမဲ့တိထားမှာနေခေါ်မှာလုံးဝမပေါဘူးဆိုတာပဲ Anna told me about her new job when she is enjoying a lot ဒီမှာကျွန်တော်တို့ that ကိုလုံးဝတုံးလို့မရဘူးဒီမှာကခေါ်မှာတုံးလို့မရဘူးဒါဆိုရင်အားလုံးစီမြင်သွားလိုက်မယ်လို့ထင်တယ်အဲ့တော့ defining related clause မှာခေါ်မှာမတုံးရဘူး which ဖြစ်ဖြစ် that ဖြစ်ဖြစ်ရတယ် non defining related clause မှာ that ကိုလုံးဝမတုံးရဘူးခေါ်မှာခံပေးရတယ်ဆိုတာပဲ အဲ့တော့ဒါဆိုရင်တော့ကျွန်တော် textbook ထဲမှာပေးထားတဲ့ the is in pay ကိုဘာကြောင့်မို့ကမကမနိုင်နေလဲဆိုတဲ့အကြောင်းကိုတည်သွင်းလိုက်ပြီလို့ထင်တယ်။ဒါဆိုရင် exercise ကိုအတူတူဖြည့်ကြည့်ပြီးတော့မှကျွန်တော်တို့တက်ကိုမတုံးရမယ့်နေရာတွေ၊ comma မခံရမယ့်နေရာတွေကိုအတူတူဆက်ဆင်းနေကြအောင်ဆိုဗျာ။ဟုတ်ကဲ့ကြည့်ကြရအောင်။ Join the two sentences in each number using that or which as the is in given. အဲ့တော့ that တို့မဟုတ် which ကိုတုံး is in pay မှာပေးထားတဲ့တုံးပြီးတော့မှဒီ sentence အကြောင်းကိုဆက်ပြီးပါရတယ်။အဲ့တော့ဗျာသူပြောတယ်ပြောမှာစင် that နဲ့ which နဲ့ကိုစိတ်တူလို့တုံးလို့ရတယ်ဆိုမှတော့ဘာဖြစ်လို့ဒီသင်ခန်းစာကိုလုတ်ခိုင်းနေမှာလဲဗျာ။ ကျွန်တော်ပြောချင်တာကအဲ့တော့ example ကိုကြည့်ကြမယ် I do these exercises every day they build muscle and increase stamina stamina ဆိုရတက်လုံကိုပြောတာအဲ့တော့ example ကိုကြည့်မယ် I do these exercises or which builds muscle and increase stamina every day that to be said အတိုင်းဖြေထားတာ that or which အဲ့တော့ဒီနေရာမှာကြည့်အောင်ဗျ I do these exercises ကျွန်တော်အဲ့ဒီလေ့ကျင့်ခန်းတွေကိုလုပ်တယ်တဲ့ဘာလေ့ကျင့်ခန်းလဲကျွန်တော်တို့မသိဘူးဗျတိသွားအောင်လို့သူကအနောက်ကနေ that or which builds muscle and increase stamina တက်လုံကိုကောင်းစီပြီးတော့မှကျွတ်သားတွေကိုတန်မာစေတဲ့လေ့ကျင့်ခန်းဖြစ်တဲ့အဲ့လေ့ကျင့်ခန်းတွေကျွန်တော်လုပ်တယ်နေ့တိုင်းလုပ်တယ်တဲ့အဲ့တော့ဒီနောက်က clause ကြီးက defining related clause ကြီးဗျအဲ့တော့ကျွန်တော်တို့ကခေါ်မှလုံးဝမသုံးအောင်ကျွန်တော်ပဲတက်ကျူအယူဖြစ်ဖြစ်နေလားတော့မသိဘူးပေါ့နော်ကျွန်တော်တို့ set လက်လက်တာကြည့်ဦးဆိုဒီမှာက extra information ပေးတာမဟုတ်ဘူးဘာဘယ် exercise လဲဆိုတော့အတိအကျမသိလို့ဘာ exercise ဖြစ်တယ်ပဲဆိုတာကိုသူကထပ်ပြီးတော့မှ define လုပ်ပြီးလို့သူ့ကို defining related clause တက်တော့တော့ wish တော့တော့ရတယ်ခေါ်မှမခံရဘူး okay number 1 The building was destroyed in this town is now being rebuilt. သူအဖြေကိုဒီလိုကြည့်မယ်ဗျာ။ The building which or the was destroyed in this town has now been rebuilt. Okay, ကျွန်တော် highlight လုပ်ထားတာကိုပယ်ကြည့်လိုက်။ The building has now been rebuilt. အဆောက်အဦးကိုပြန်လည်တည်ဆောက်လိုက်ပြီ။ Okay. ဘယ်အဆောက်အဦးလဲ?ကျွန်တော်တို့မသိဘူးလေဗျာ။သိအောင်လို့ဘယ်အဆောက်အဦးဖြစ်တာပါဆိုတာကိုသူကအနောက်က related clause နဲ့ပေးထားတာ which or the was destroyed in this town. မုံတိုင်းထဲမှာဖြစ်စီခြင်းခံလေရတဲ့အဆောက်အဦး။အဆောက်အဦး ဲ့တော့ဒီဟာဒီ defining related clause ကျွန်တော်တို့က comma မသွင်းရအောင်ကျွန်တော် text ထဲကတိုက်စင် comma နဲ့ရေးလို့မှာ which တုံးတုံး that တုံးတုံးရတယ် comma လုံးဝမသွင်းရအောင်အဲ့တော့ကျောင်းသားတွေပါနေဆိုရင်ဒါကိုသတိထားမယ်နောက်တစ်ခုကြည့်အောင်လို့ we stay in the excellent hotel a friend recommended to us ဒါတော့ကျွန်တော် example မှာတော့ပါပြီးပြီဘယ်လိုပြောမလဲ we stay in the excellent hotel ဒီဟာကို highlight လုပ်ထားတာကိုပယ်ကြည့်လိုက်ရင်အတိတ်ကပြည့်စုံနေပြီ we stay in the excellent hotel ကျွန်တော်တို့ excellent hotel ထဲမှာတည်ခဲ့တာ ဒီမှာလည်းကျွန်တော်တို့ဘာပဲသုံးအောင်မလဲဗျာအလုံးသိတယ် in ဆိုတဲ့ preposition ညမဟုတ်ဘူးလေဗျာ it ရဲ့သုံးမှမှန်မှာပေါ့ဘာလို့လဲ in လို့သုံးလိုက်တဲ့အတွက် is not hotel ရဲ့အထဲထဲမှာကျွန်တော်တို့တဲခဲ့တာအပြင်ဘက်မှာလည်းတဲလို့ရဆိုတဲ့ဒိဗီဖြစ်နေတာအဲ့တော့ it ရဲ့သုံးမှတာဒီ sentence ကလည်းကောင်းလိမ့်မယ်အဲ့တော့ we stay in the excellent hotel ခေါ်မှာဘာဖြစ်လို့ခေါ်မှာခံပြီးတော့မှ watch နဲ့ဆက်တာလဲ that ဘာဖြစ်လို့ကျွန်တော်မသုံးထားရလဲဆိုရင်ဒါကြီးက non defining related clause ကြီးဖြစ်တယ်ဘာလို့လဲ we stay in the excellent hotel ဆိုပြည်စုံနေကြီးကသူတို့ excellent hotel မှာတဲခဲ့တာ ไอ้รออนาคต clause จีก็ isn't hot เลยจังกู information ไปหาราถัดပြီးတော့มาအဲ့တော့ကျွန်တော်တို့က non defining related clause လို့ပြောတယ်တက်လုံးဝမတွေ့ရဘူး Okay တကြည်ကြောင်ဆို the buses go to the airport they leave every half hour ဒီမှာဒီတိုင်းမှာ the buses or go to the airport the related clause ကိုပယ်ထားလိုက်မယ် these buses leave every half hour အဲ့တော့ these buses ဘယ်ဘက်စကားတွေလဲကျွန်တော်တို့မသိအောင်လေဗျာ တိတိကျကျသိသွားအောင်လို့ define လုပ်ပလိုက်တာနောက်ကနေ that always go to the airport ဒါကြောင့်မို့တာကို define related clause လို့ပြောတယ်အဲ့တော့သူ့ကို comma ခံပြီးတော့မေးရအောင် that don't wish တုံးရပါတယ်နောက်တစ်ခု could you tell me about his new job ဒါမှ a လေးနဲ့လွဲနေတယ်ဗျာဒီကမေးပါ he is enjoying it very much ဒါကျွန်တော်တို့ example မှာတော့ပါခဲ့ပြီးပြီအဲ့တော့ဘလို့ရေးမှလဲကျွန်တော်တို့က could you tell me about his new job သင်တဲ့ကပြည်စုံနေပြီဒီမရအထက်လေးရပြီအနောက်က clause မပါလဲရနေပြီတို့တော့ညာလဲ extra information ပေးခြင်းလို့ comma which is enjoying it which he is enjoying it very much okay အဲ့တော့ကျွန်တော်တို့ကဒီလို clause ကို comma ခိုင်းပြီးတော့မှရေးလိုက်တာဒီ non defining related clause ကြောင့်မို့လုံးဝသက်မတွန်းရဘူး number 5 we often go to bago visit our relatives it is only 10 miles from our village အဲ့တော့ဖြေရဘူးဖြေသွားမလဲ we often go to bago ဒီနေရာမှာရထားလိုက်ရင်ရပြီကျွန်တော်တို့ကနော်အဲဒါမှတော့ကျွန်တော်အနောက်မှာကြံနေလေးတယ် to visit our village village ဒါမှကျွန်တော်စိတ်ရအောင်မှာဒါတိခံပေးပါခင်ဗျာ we often go to vago to visit our relatives ဆိုရနေပြီအဖြေကပြည်စုံနေပြီသူတို့ညာလဲဘကိုးဆိုတာတဲ့ which is only 10 miles from our village ကျွန်တော်တို့ရောက်ကနေ10မိုင်ပဲဝေးတော့ဆိုရတဲ့ပဲအဲ့တော့ဒီဘကိုးဆိုတာရေးကတိပြီးသားသူတို့ညာလဲအနောက်ကနေ extra information ပေးတာကြောင့်မို့ဓာတ်ကိုလုံးဝမတွေ့ရဘူးခေါ်မှခံပေးရပါမယ် okay နောက်စစ်ကြည့်ကြအောင်ဆိုဒီမှာလည်းဒီတိုင်းပဲ these stairs lead to the swimming pool they are rather slippery အဖြေဘယ်လိုဖြစ်တော့မလဲ these stairs ဟာလဲလောက်ထားတော့ကိုပဲဖယ်ကြည့်လိုက်မယ် these stairs are rather slippery ဒီလေကားတွေကအဲ့ဒီလေကားတွေကအရန်ချောတယ်ဘယ်လေကားတွေလဲကျွန်တော်တို့မသိအောင်လေဗျာ define လို့ပြလိုက်တာ that or where need to swimming pool ရေကူးကန်ကိုတွားတဲ့လေကားတွေဒါဒီ define လို့ပြလိုက်တာကြောင့်မို့ defining related clause သူ့ကိုခေါ်မှမခံရပါဘူးနောက်တစ်ခု mother gave me this sweater she knitted it herself အဲ့တော့ mother gave me this sweater when she knitted it herself ဒီနေရာမှာလဲ mother gave me this sweater ဆိုတာက this sweater ဆိုတာဒီ sweater ကိုပြလိုက်တာဒီကင်မျိုးမှာပြရတဲ့ဘောလို့ဖြစ်နေတာပေါ့ ညွန်ပြတဲ့သဘောဖြစ်နေတာအဲ့တော့ဒါကတိပြီးသားလို့ယူဆရမယ်အဲ့တော့ तू ကလည်း extra information ပေးတာတက်တက်ဖြစ်တယ်ဒါကြောင့်မို့ call မှခံရမယ်တက်လုံးဝမတွန်းရဘူးနောက်တစ်ခု the washing machine is still working perfectly i have used it with care အပြည့်လို့ဖြစ်သွားမလဲ the washing machine there's a winch i have used it with care is still working perfectly ဟာလေလို့ထားတော့ကိုပယ်ကြည့်လိုက် the washing machine is still working perfectly ဝှက်ရှော်စက်ကကောင်းကောင်းလုပ်နေသေးပဲတဲ့ဘယ်ဝှက်ရှော်စက်လဲကျွန်တော်တို့မသိအောင်တိတွန်းအောင်လို့ define လို့ပြလိုက်တာ that or which i have used a weekend give the site အသုံးပြုနေတဲ့ washing machine ဒါကိုကျွန်တော်တို့ကမတိတာကိုတိတွောင်းအောင်လို့တိတိကျကျတိတွောင်းအောင်ရှင်းရှင်းလင်းလင်းတိတွောင်းအောင်လို့ define လို့ပြလိုက်လို့ define နေလိုက်တဲ့ clause comma မခံရအောင် that သုံးသုံး which လုံးသုံးရပါတယ် okay ဒါဆိုရင် exercise အနေနဲ့ပတ်သက်ပြီးတော့မှအားလုံးစင်ပြသွားနိုင်မယ်လို့ထင်တယ် exercise B ကိုတွားကြအောင်ဆို my sentences when will it take clauses use the words as the is the given is the မှာပေးထားတဲ့အတိုင်း sentence တွေပြလို့ပေးပါတဲ့သူကတော့ order လိုက်စီရမှာပေါ့နော် unicycle a vehicle like vehicle bicycle has only one way တို့အဒီတိုင်းမဲ့သွားမှာ a unicycle is a vehicle like bicycle တို့ which is only one way အဲ့တော့ unicycle ဆိုတာကတဲ့စပိန်လိုမျိုးယင်မာတဲ့အဲ့တော့ကျွန်တော်တို့မသိသေးဘူးလေကစပိန်လိုမျိုးယင်ဆိုတော့မျက်စိထဲမှာမြင်နေလို့ရှိသေးတယ်အနောက်က define လို့ပြလိုက်တာ that or which has only one way တပိန်နဲ့ပါတော့စပိန်လိုမျိုး ရင်းနဲ့ဒီလိုပြောလိုက်မှကျွန်တော်တို့ကတိသွားတာဒါကြောင့်မို့သူ့ကို defining related clause လို့ပြောတယ် then နဲ့ which တုံးတုံးရတယ်ခေါ်မှမခံရဘူးနောက်တစ်ခု the are the only planet can suffer life အဖြစ်အပျက်လို့ပြောတော့မယ် the is only the plan the only planet ကဘာဂျူဆိုတာအခုတည်းတော့ကဘာဂျူကြီးပဲနော်ဒါဆိုအသေးပေးပြည့်စုံနေပြီဗျာအဲ့တော့ဒီမှာဟို non defining related clause ဖြစ်ဖြစ် then defining related clause ဖြစ်ဖြစ်လဲကျွန်တော်တို့ယူဆလို့ရတယ်ဘာကြောင့်လဲဆိုတော့ဂျူကြီးကအများဆုံးအများကြီးရှိတာကြောင့်မို့ဘလို့ဂျူပါဆိုတာကိုသူက ပြန်ပြီးတော့မှ define လုပ်ပေးလိုက်တာ wage can support life ဒီနေ့မှာတော့ wage တုံတုံ debt တုံတုံရတယ် non defining related clause လို့ယူဆလဲရတယ် defining related clause လို့ယူဆလဲရတယ်ကျွန်တော်ကတော့ဒီမှာ non defining related clause ပဲယူဆထားတယ် number 2 invention has changed the modern world the computer အဲ့တော့အဖြေက the invention that or which has changed the modern world is the computer ဟဲ့လေလောက်ထားတော့ကိုဖယ်မှပြောကြည့်လိုက်မယ် the invention is the computer တီထွင်မှုက computer ပဲဖြစ်တယ်ဘာလဲကျွန်တော်တို့မသိဘူး ဲ့တော့တိသွားအောင်လို့သူကပြန်ပြီးတော့မှ define လုပ်ပလိုက်တာဒီ invention တဲ့တော့ which has changed the modern world ကဘာကြီးကိုပြောလဲသွားစီခဲ့တော့တီထွင်မှုဒီ computer ဖြစ်ဒီအဲ့တော့ define လုပ်ပေးတာကြောင့်မို့ defining related clause သူ့ကို that network တုံတုံရတယ်ခေါ်မှာမခံရဘူး number 3 swimming in activity i enjoy doing swimming is an activity which i enjoy doing အမီအစ activity မှာရက်ထားလိုက်အဖေကပြည်စုံနေပြီရေကူးခြင်းဟာ activity တခုပဲဟုတ်တယ်လေဒါကျွန်တော်တို့သိပြီးပြီအဲ့တော့ဘလို activity လဲသူကနောက်ကနေ information ထပ်ပေးထားတာဝင်းချိုင် enjoy doing လုံးဝတက်မသွားအောင်ခေါ်မှခိုင်းရမယ်နောက်ခုက the program i love watching on tv the master chef program အဖေကပြောသွားမလဲ the program that or watch on left watching on tv is the master chef program အဲ့တော့ the program is the master chef program လို့ကျွန်တော်တို့ highlight လုပ်ထားတာကိုဖယ်ကြည့်လိုက်မယ်ဆိုဘာမှအဓိပ္ပာယ်မရှိဘူးအဲ့တော့ the program ဘလို program မျိုးလဲ define လုပ်ပလိုက်တာအနောက်က that or west unlike watching with tv tv ပေါ်မှာကျွန်တော်ကြည့်ရတာကြိုက်တဲ့ program ဒီ master chef program ပဲဒါကြောင့်မို့သူ့ကို defining related clause လို့ပြောတယ်ခေါ်မှာမခံရဘူး that တော်တော် watch လို့သုံးရတယ်နောက်တစ်ခုက in activity have reduced drag gardening အဲ့တော့ in activity is gardening ဟာလေလို့ထားတော့ဖဲကြည့်လိုက်ဘာမှအဓိပ္ပာယ်မရှိဘူး activity တစ်ခုဟာဥပဒေဆိုင်ပြောခြင်းတဲ့ဘလို့လို့ဘလို့ဖြစ်တဲ့ activity တစ်ခုလဲ define လုပ်ပေးတာ activity ဆိုတာကိုတိတိကျကျသိသွားအောင်လို့ that or which reduce stress စိတ်ဖိစီးမှုတွေကိုညှော့နှဲစေတဲ့ activity တွေဥပဒေဆိုင်ပေးခြင်းဖြစ်တယ်တဲ့ဒါကို defining related clause လို့ပြောတယ် that တုံးတုံး which တုံးတုံးရတယ်ခေါ်မှလုံးဝမသုံးရပါဘူး okay ဒါဆိုရင်တော့ that နဲ့ which နဲ့ကိုဘယ်လိုနေရာတွေမှာသုံးရတယ် that ကိုလုံးဝသုံးလို့မရတဲ့နေရာတွေခေါ်မှသုံးလို့မရတဲ့နေရာတွေကိုအားလုံးသိသွားလိုက်မယ်လို့ထင်တယ် ဒါဆိုရင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်အမြင်မတူတီများကိုလည်းကျွန်တော်ရဲ့ comment box ရဲ့အောက်မှာ comment box မှာဝယ်ရောက်မှတ်ချက်ပေးပေးပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံးဖြတ်ကြရအောင်အပတ်မကြီးရဲ့ channel လေးကို subscribe လုပ်ကြလို့မြတ်တရားခံပါစေဘိုင်ဘိုင်